အလိုအလိုလေးဟို main ကလေးလိုနေတဲ့ LGBT တွေနဲ့တိတ်မပါအောင်လေအဲ့လိုယောက်ျားလေးပုံစံနဲ့ LGBT လေးနဲ့ပေါင်းတဲ့အခါကျတော့အကောင်လုံးကလေကောင်းလေးတယ်တချို့ဆိုမေးတယ်ဘူရန်တမိုင်းမဟုတ်ဘူးတကူလုံးမြင်နေပြီအော်ပြရမှာပေါ့နောက်ဆုံးတော့လင်းယူပြရမှာပေါ့ တော့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 ပြောင်းစရာမလိုတော့ရှင်လင်လင်ယူပြရမှာပေါ့တည်ရမလားလုံးစရာတက်တရာဒါပဲရှိတော့လေတကူတဲ့တော့တက်တရာဒါပဲဟိုအပြိုကြီးဘွားနဲ့ပဲတက်တက်လုံးအတူတူနေမယ်ဟိကဲဘယ်နဲ့လဲကဲဟေး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 ဟိုသူပါသူသားဖြစ်ရင်ဖြစ်နေလိမ့်မယ်အချို့ကြတော့ထုတ်ဖို့ပြောတာကိုကြိုက်ချင်မှလည်းကြိုက်မှာဆိုညမဘယ်တော့မှညမညမအဆင်ပြေသွားဖို့အတွက်သူတို့စိတ်ထဲမှာကတိကံဖြစ်သွားမဲ့အခါမျိုးညမဘယ်တော့မှတငယ်ချင်းနေကြမှာမလုပ်ဘူး ငငယ်လေးရတဲ့ရလေးအဲ့လိုမျိုး LGBT တွေနဲ့အတူတူနေခဲ့ရနေခဲ့ရတယ်ပေါ့နော် ပြောရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလည်းရှိခဲ့တော့လေဟိုဘယ်လိုပြောရမလဲနေတဲ့ပုံဝင်ညမှာဆိုလို့ရှိရင်အဲ့လိုမျိုးတွေလည်းရှိရလေရှိရခါကျကွက်ဓာတ်တွေကိုနားလေ LGBT တွေနဲ့အခုဆိုလည်းအများနဲ့သူတို့ရင်းနေပဲလေအခုဆိုညီမကအများနဲ့ supporting ပေးနာနေပေးနေရဆိုလို့ရှိရင်သူတို့တွေပဲညီမကအခုခုနပြောတဲ့ Kenny Bayway ကဝစ်ဆောင်နေပါရင်ဆိုလို့ရှိရင်သူတို့တွေပဲအကောင်းဆုံးညီမကိုတေချာဖန်တီးပေးခဲ့တာ ကိုရန်ဓမိုင်းမဟုတ်ဘူးတကူလုံးပြင်နေပြီတကူလုံးပြင်နေပြီသူတို့နဲ့ပတ်သက်လို့ရှင်လေအဲ့အဲ့ဟိုတလောပြောတယ်ဝါရီဝါတို့အဲ့စကားတွေလေရော့မနေဘူးတို့မှာတော့အာသူတို့စီရပဲရတာအာသူတို့တွေပဲပြောတာသူတို့စီရနေထွက်လာတဲ့စကားပေါ့နော်ထွက်လာတဲ့စကားဆိုတော့သူတို့စီရနေကြားရတာပေါ့နော်အဲ့ဝါကတော့သူတို့ ဘာလဲတဝဲမာလားပမာလားမသိဘိတ်မာလားမသိတခုမှရှိရဲ့တဲ့အဲ့အဲ့ဝါဆိုတဲ့စကလုံးကရှိကိုရှိရဲ့တဲ့ဆိုတော့သူတို့ကအဲ့ဒါကိုအမိပြုတ်ပြီးတော့ပြောင်းရင် ပြောင်းရင်နဲ့အာကိုကပါဝါပါဝါပါနဲ့ပြောင်းရင်နဲ့ကိုဆွဲဝါတာအဓိကဟုတ် ပေးခဲ့တာမို့ဟိုဘယ်လိုပြောမလဲပေးခဲ့တာရောဆိုတာစိတ်ခွန်အားပဲဖြစ်ဖြစ်သူတို့ကြည်လိုက်လို့ရှိရင်အများလက်ဆက်နေရလင်းသေးလားသူတို့မှလည်းဟိုစိတ်ညစ်စရာတော့ရှိတာပေါ့နော်ဒါပေမဲ့သူတို့ရဲ့အဲ့လိုအချိန်အချိန်တဝက်လောက်ကသူတို့အများနဲ့လက်ဆက်နေရသူတို့အများနဲ့ပြုံးပျော်နေရကွာသူတို့မှကဟိုမနာလုံဝင်တွန်းစိတ်လည်းမရှိကြဘူးလေဟိုလိုမျိုးကြီးဟိုဘယ်လိုပြောရမလဲဟိုဘယ်လိုပြောအချင်းချင်းလည်းမနာလိုစရာလည်းအကြောင်းမရှိဘူးလေတီလားအဲ့လိုဆိုတော့ဟိုသူတို့နဲ့ကပို့ပြီးတော့အဆင်ပြေတယ်။အော်မပါပါဘူး။အဲ့လိုမျိုးတော့ရှိလည်းမရှိဘူး။ဟုတ် ဘယ်လိုပြောရမလဲဒီလိုဒီဘက်ခစ်ပေါ့နော်ဒီဘက်ခစ်အမြင်နဲ့ပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒါတွေကနားလည်ပေးသင့်မိထင်ပါတယ်ဟုတ်ကြောက်ကြပြရပါဘာလို့တွေ့ပူလာသူတို့ရဲ့ပေါင်းတယ်ရပြီးတော့ဟမ်ဘာလို့လဲဆိုတော့ပြတ်ပတ်ရအောင်မယ်ကိုရဲဆိုအလိုအလိုလေးဟို main ကလေးလိုနေတဲ့ LGBT တွေနဲ့တိတ်မပါအောင်လေအဲ့လိုယောက်ျားလေးပုံစံနဲ့ LGBT လေးနဲ့ပေါင်းတဲ့အခါကျတော့ အကုံလုံးကလေကောင်းလေးတယ်တချို့ဆိုမေးတယ်ရီးစားရလားသူရီးစားဟဲ့သူရီးစားကြီးပါလာတယ်အနာမကက်နေတော့ပါတော့ဆိုအဲ့လိုမျိုးပြောလို့ရှိရင်ညီမလေးပဲတော့မှလူတယောက်ရဲ့ဖြစ်တယ်မို့ဟဲ့ तू ကတော့ဘာပါ तू ကတော့ဘာဆိုပြီးတော့ညီမလို့တော့မရှင်းပြလိုက်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဖြစ်တယ်မို့လေးစားရလေဟိုဘယ်လိုပြောမလဲ तू ပါ तू ဒါဖြစ်ရင်ဖြစ်နေလိမ့်မယ်တချို့ကြတော့ထုတ်ဖော်ပြောတာကိုကြိုက်ချင်မှလည်းကြိုက်မှာဆိုတော့ညီမဘယ်တော့မှညီမညီမအဆင်ပြေသွားဖို့အတွက် သူတို့စိတ်ထဲမှာကတိကောင်ဖြစ်သွားမယ့်ဟာမျိုးညီမဘယ်တော့မှတကယ်ချင်းနေကြတော့မလုပ်ဘူး။ဒါက main ကလေးနဲ့ဆက်ဆံရေးဖြစ်ဖြစ်ယောက်ျားလေးနဲ့ဆက်ဆံရေးဖြစ်ဖြစ်ခုနပြောတဲ့ LGBT နဲ့ဆက်ဆံရေးပဲဖြစ်ဖြစ်မှာညီမမှာထားတဲ့စီးပေါ့နော်။ဟိုဘယ်လိုပြောမလဲသူတို့မကြိုက်တဲ့ဟာကြီးတခုကိုလူရှေ့သူရှေ့အဲ့လိုမျိုး ကိုအဆင်ပြေဖို့အတွက်ထုတ်ဖို့ပြပလိုက်ရတာတော့ညီမမဟုတ်ဘူးဟုတ်ဟဲ့ကိုယ့်ရဲ့တငယ်ချင်းမပေးပါဘူးကိုယ့်ရဲ့တငယ်ချင်းရလဲကိုယ့်ရည်စားနှိုက်ရဲမှာမုံတေးကြရတယ်ဘာဖြစ်လို့ဆိုတော့သူတို့နဲ့ကိုယ်နဲ့အရန်တူနေလို့လေနှိုက်တာနဲ့ဆွဲလုတော့မှလဲနေလားအဲ့တော့သူတို့တင်နေအဲ့တော့သူတို့ကလည်းဘယ်တော့မှအိမ်အိမ်နာဘယ်လိုပြောရမလဲအိမ်နာမျက်ကိုမစားဘူးလေအဝေးကမျက်ကိုပဲစားရင်စားမှာနွားတွေသူတို့ပြောမိပါရောနောက်နေ့ကြလို့ရှင်အင်တာဗျူးကိုမြင်လို့ရှင်လုတော့ပဲ ဟွန်းအစိုးဆုံးရလို့တော့မရှိပါဘူးအစိုးဆုံးနဲ့အဲ့လိုပြောရမလဲအရင်ကကိုနဲ့အရင်ကိကြိုက်ပြီးတော့ကိုနဲ့ဖြစ်တာတော့ကိုမန်နေဂျာရှိတယ်ပြီးလို့ရှင်အဲဟိုပေါ့နော်အခုခု stylist လုပ်နေတယ်ကိုရဲ့တငယ်ချင်းပဲ Yoko San ဆိုတာလေ Yoko San stylist ပြီးလို့ရှင် CP ရှိတယ် CP ကလည်းအင်္ဂလိပ်နေရအောင်သူတို့ကတော့တိုင်ပင်ပေါ်တိုင်ပင်ဘက်အဲ့လိုမျိုးပြောပေါ်ပြောပတ်စိုးပေါ်စိုးပတ်တည်ရမှာလားစိတ်တွေလည်းစိုးကြတယ် အော်ပြရမှာပေါ့နောက်ဆုံးတော့လင်းယူပြရမှာပေါ့နောက်ဆုံးတော့နောက်ဆုံးတော့ပြရစီရမလို့ရချင်လင်းလင်းယူပြရမှာပေါ့တည်ရမလားလုံးစီရတက်တရဒါပဲရှိတော့လေတကူတဲ့တော့တက်တရဒါပဲအရင်ရုံမအောင်မယ်ဒီနေ့ရနောက်နေ့ပြတ်တာဆိုကိုရီးယားလေဒီ industry ပေါ့နော်ဒီဘက် industry လို့ပဲပြောရမှာပေါ့သူတို့ကလေဘာပွဲမှမလွတ်စေရဟော်လုံးဝင်းလားဖလက်တိုင်းနေလားနော်အမြဲတမ်းရှုတခုတို့ထွက်ဖို့စီစဉ်နေရတကြံလားနောက်သီးလားတို့ဘာသာပြောတာမပြောတာနောက်သား အများနဲ့သူတို့ shoot တစ်ခုလုပ်ဖို့အတွက်ကိုလေအများနဲ့လုံးမန်းနေတယ် photo shoot တစ်ခုမဟုတ်တစ်ခုအများနဲ့ထွက်လာပွဲတော်တိုင်းမှာဟိုဗာလဲသူတို့ christmas လားသိရမလား new year လား new year ဆိုလဲရိုက်လိုက်မယ်အဲ့လိုမျိုးပုံလေးပေါ့နော်ရိုက်ကြပေါ့နော်အဓိကညမပြောချင်တာအဲ့ဒါပဲဟိုကိုရဲ့ငယ်ရွယ်နှုတ်ပြချင်းလေးမှာကိုရဲ့ဒီဘယ်လိုမျိုးပျော်ရွှင်နေရတဲ့အချိန်လေးမှာ memory ချန်အောင်လုပ်ရတာပေါ့နော်ဟိုကိုကိုတိုင်းဘာတွေလုပ်ခဲ့လဲဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့အဲ့အဲ့လေးတွေပျော်စရာပေါ့ဒါကသူတို့ဒါကလည်းအမှန်ရတော့သူတို့စီရရတဲ့ဟိုဘယ်လိုမျိုး idea ကောင်းတစ်ခုပေါ့နော်ဟုတ်